ဟယ်လိုမင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြပြသွားမှာတော့ဗီဒီယို editing အကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်ပြပြသွားမယ်ကျွန်တော် page မှာ copy ဗီဒီယိုတွေကို copy looking အောင်ဘယ်လို edit သွားရမလဲကိုပိုင်ဗီဒီယိုလုတ်ဆက်မလို့ပင်နေသူများဗီဒီယိုအလွယ်တကူ download ဆက်ပြီးဘယ်လို edit လုပ်ပြီး copy looking အောင် page မှာတင်သွားရမှာဆိုပြီး AN asset ဒီကိုကျွန်တော်အစအဆုံးကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်ဗီဒီယို editing လုပ်ဖို့ဆိုရင်အိမ်ဆုံးကျွန်တော်တို့ရဲ့ PC ရဲ့ screen recording လုပ်ဖို့လိုအပ်တယ်အကယ်လို့ဖုန်းနဲ့လုပ်သွားခဲ့တယ်ဆိုရင် phone screen recording လုပ်လို့ရတယ်ဒါမှမဟုတ်ရှုခင်းတကူကူဗီဒီယို recording လုပ် ထည့်တော်လိုက်ရတယ်။အဲ့တွဲဗီဒီယိုအစအဆုံးကြည့်သွားပြပါအစအဆုံးတိချာလေးပြပြရှင်းပြပေးပါမယ်။အဲ့တွဲကျွန်တော်အိမ်ဆုံး screen recording လုပ်ဖို့အတွက်ကျွန်တော်ဒီမှာ screen recording လုပ်လိုက်ပါမယ်။ ကျွန်တော်ဒီမှာကျွန်တော်ရဲ့ PC ကိုကျွန်တော် screen recording စဆွဲပြီဆိုကျွန်တော်ဒီကိုစတစ်ချက်ပြေးထားလိုက်မယ်ဒီ page ကိုတစ်ချက်ကြည့်မယ်ဆိုရင်ဒီ page မှာအလုံးဟာ coupon video မဟုတ်ဘဲနဲ့သူများ video ကို download ဆွဲပြီး edit လုပ်ပြီး page မှာတင်ပြီးမှ stream editor scan နဲ့ဝင်ငွေရှာတာ page တစ်ခုဖြစ်ပါတယ် content monitoring နဲ့ monitoring shop ပြီးမှဝင်ငွေရှာတဲ့ page တစ်ခုဖြစ်ပါတယ်ဒီပုံစံအတိုင်း copy looking ဘလို့ edit သွားရမှာဆိုအစအစကျွန်တော်ပြပြပေးမယ်အိမ်ဆုံးကျွန်တော်ဒီ page ရဲ့ page quality ကျွန်တော်တစ်ချိတ်သွားပေးမယ် page quality အနည်းအောင်ဖြစ်နေလားအဝါရဖြစ်နေလားအစင်းရဖြစ်နေလားဆိုပြီးမှအဲ့တော့ကျွန်တော်ဒီမှာ page status ဆိုကျွန်တော်တစ်ချက်သွားလိုက်မယ်ကျွန်တော်တစ်ချက်ကြည့်မယ်ဆို page status မှာဆိုရင် page quality လုံးဝစိမ့်နေဘာ error မရှိဘူးနောက်တစ်ခုကျွန်တော် page မှာတင်ထားတဲ့ video မှာ copy တွေလာမလားဆိုကျွန်တော်တစ်ချက် check out လုပ်ပြပေးမယ်အဲ့တော့ကျွန်တော် URL တစ်ချက်သွားမှဆိုဒီမှာဘာ error မှမရှိဘူးဘာ issue မှမရှိဘူးအားလုံးကောင်းဟုတ်ပြီဒီတော့ကျွန်တော်တို့ဒီအတွက်ဘယ်အပ် video တော့ပြီး download ဆွဲမလဲဆိုကျွန်တော် tab အသစ်ဖွင့်မှကျွန်တော်တစ်ချက်ပေါ်လိုက်ပါမယ် ်ကျွန်တော်ဒီ page ကဗီဒီယိုတစ်ပုတ်နှစ်ပုတ်ကျွန်တော် download ဆက်ပြပြီးမှဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်ဒီဗီဒီယို download ဆက်ဖို့စဉ်ကျွန်တော်ဒီ link ကိုတစ်ချက် copy ကူးမယ်ပြီးလို့ရှိရင် tab edit ဖွင့်မှာကျွန်တော် download ဆဲမယ်ဒီ site ထဲကျွန်တော်တစ်ချက်သွားမှာအခုနက copy ကူးလာတဲ့ link ကိုဒီမှာ page လို့ထည့်ပြီးမှ download ဆွဲလိုက်ပါမယ် ဒီဗီဒီယိုက9မိနစ်နဲ့20စက္ကန့်ရှိတဲ့အတွက်ကြောင့်မို့ဒီဥစ္စာကျွန်တော်ဒေါင်းလောက်ဆွဲဖို့အင်ဆိုကျွန်တော်ဒီ10မီလီပုံယူမဲ့အတွက်ကြောင့်မို့10မီလီပုံကျွန်တော် second shot ဆွဲလိုက်ပါမယ်ခင်ဗျအဲ့အတွက်ကျွန်တော် snap do တစ်ခုနဲ့ကျွန်တော်ဒီ10မီလီပုံ second shot ဆွဲပြီးမှကျွန်တော်ရဲ့ဗီဒီယိုမှာထည့်သွားမယ်အတွက်ကြောင့်မို့ကျွန်တော်တစ်ချက်လုတ်ပြပြမယ်ကျွန်တော်ပြတဲ့အတိုင်း exactly လုပ်ပြီးတော့ပါ100% copy ငယ် look in ပါတယ်ခင်ဗျာနော်ပြီးရင်ကျွန်တော်ဒီကိစ္စတစ်ချက် save ထားလိုက်ပါမယ်ဒီနေရာ save မယ် ဒါဘာကြောင့်လုပ်တဲ့ဆိုမှလည်းဗီဒီယိုအစအဆုံးကြည့်မှသဘောပေါက်မှာပါနော်အဲ့အတွက်ကျွန်တော်ဒီဗီဒီယို download ဆွဲမယ်ဆိုရင်ဒီမှာတစ်ချက်ကြည့်မယ် download ဆဆွဲနေပါပြီနော်ဒီမှာနော် Okay download ဆွဲလို့ပြီးသားခဲ့ပြီဆိုရင်ကျွန်တော်ဒီဗီဒီယို application တစ်ချက်ဖွင့်လိုက်မယ်ပြီးရင်အခုနောက်တော့ကကျွန်တော် download ဆွဲတဲ့ဗီဒီယိုနဲ့ thumbnail ပုံကိုကျွန်တော် export လုပ်လိုက်ပါမယ်ဒီနေရာမှာဒီနေရာရောက်လာခဲ့ပြီဆိုရင်ကျွန်တော်ဒီဥစ္စာကျတော့16.9ဖြစ်နေတဲ့အတွက်ကြောင့်ဒီဥစ္စာကျွန်တော်တို့၄တောင်းပုံစံလုပ်ပြီးတော်လိုက်ပါမယ်အဲ့တွဲဒီဥစ္စာတစ်ချက်နှိပ်ပြီးမှကျွန်တော်ဒီမှာ1000 1080အမြောက်1080ရွေးပြီးမှ apply လုပ်ပြီးတော့မှဒီပုံစံလေးဖြစ်လာခင်မယ်ဒီပုံစံဖြစ်လာခဲ့ပြီဆိုကျွန်တော်တို့အခုနဗီဒီယိုကျွန်တော်ဒီအောက်မှာနံပါတ်3နေရာမှာထည့်မယ်နော်ဘာကြောင့်နံပါတ်3နေရာမှာထည့်ရဲဆိုပါဗီဒီယိုအစအဆုံးကြည့်ပြီးတော့မှအဆင်ပြေမယ်ကျွန်တော်နံပါတ်3နေရာထည့်မယ်နံပါတ်2နေရာကျွန်တော် background တစ်ခုထည့်မယ်နံပါတ်1နေရာမှာကျွန်တော်ကျွန်တော်တို့ဒီဒီ secondary recording လုပ်ထားတဲ့ original video ထည့်သွားရပါမယ်အဲ့တော့ကျွန်တော် step by step တစ်ချက်သွားမယ် ျွန်တော်ဒီဗီဒီယိုမှာသူကိုကြိုက်တဲ့နေရာလေးထားမှာထားပြီးမှမကြိုက်တဲ့နေရာလေးကိုကျွန်တော်ဖြတ်ပြီးသွားမယ်အိမ်ဆုံးကျွန်တော်ဒီဗီဒီယိုအတန် increase လုပ်ပြီးသွားမယ်အတွက်ကြောင့်မို့ဒီ noise တို့မှုကျွန်တော်တစ်ချက်ထည့်မယ်ပြီးရင်ဒီအတန်ဒီလိုကင်ပြီးမှ apple sweat တင်လိုက် apple sweat တင်မှာ160 apple sweat တင်ရပါမယ်ခင်ဗျာနော်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီဥစ္စာတစ်ချက်ထည့်လိုက်မယ်ပြီးရင်ကျွန်တော်ဒီဥစ္စာတစ်ချက်ထည့်လိုက်မယ်ပြီးရင်တော့ကျွန်တော်ဒီ video နည်းနည်းလေး crop လုပ်ပြီးသွားလိုက်ပါမယ်ခင်ဗျာနော်ပို့ပြီးအဆင်ပြေအောင် ကို download ဆွဲလာတဲ့ video ကိုလိုလိုမျိုး edit လုပ်ပြီးမှကိုကိုကိုလိုလိုမျိုး expand လုပ်ပြီးတော့ပါခင်ဗျာနော်ကျွန်တော် page မှာတင်မယ့်အတွက်ကျွန်တော် page မှာတင်ဖို့တင်နည်းအတိုင်းတော့မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီနံပါတ်သူ့ရဲ့ page ရဲ့နာမည်ပါတဲ့အတွက်ကြောင့်ဒီ page နာမည်ကျွန်တော်တစ်ချက်ဖြတ်ပြီးတော့မယ်သူကဒီမှာကျွန်တော် page ကို like and share လုပ်ပြီးပါပြောတဲ့အတွက်ကြောင့်သူ့ page နာမည်သူ့အတန်နဲ့ပြောထားတဲ့အတွက်ကြောင့်ဒီ page နာမည်ကျွန်တော်ဖြတ်ပြီးတော့မယ်ဘယ်လောက်နဲ့ဘယ်လောက်ပါဆိုကျွန်တော်တစ်ချက်တစ်ချက်ဖွင့်ကြည့်လိုက်မယ် โอเคကျွန်တော်ဒီအထိကျွန်တော်ဖြတ်သွားရမှာပေါ့အဲ့အတွက်ကျွန်တော်ဒီ analysis ကံပြီးဆွဲပြီးမှကျွန်တော်တို့ laptop ရဲ့ key A ကိုကျွန်တော်တစ်ချက်နှိပ်ပြီးတောင်းမစင်မှာ automatic ဖြတ်ပြီးသွားခဲ့ပြီးဖြတ်ပြီးသွားခဲ့ပြီးဆိုကျွန်တော်ဒီနောက်ဆုံး analysis မှာလာပြီးမှကျွန်တော်ဒီဥစ္စာလေးကျွန်တော်တစ်ချက်ဖြတ်လိုက်ပါမယ်ဖြတ်လို့ပြီးသွားခဲ့ပြီးဆိုကျွန်တော်အခုနောက်သူရဲ့ tamil ပုံပေါ့နော်ကျွန်တော်ဒီ dub ပုံတစ်ပုံကျွန်တော်ဒီမှာ download ဆွဲပြီးထည့်မယ်ဆွဲပြီးထည့်မယ်ဆိုရင်ဒီ dub ပုံကျွန်တော်ပြန်ဆွဲဆက်လိုက်ပါမယ် ဒါကြတော့ကျွန်တော်ရဲ့ဗီဒီယိုမှာတမစ်ပုံထည့်မယ်ဒီဥစ္စာကျွန်တော်ဗီဒီယိုတင်တဲ့ခါမှာတက်တက်တမစ်ပုံထည့်ရဆိုရင်အဲ့ဒီတမစ်ပုံကတစင်း copy လောက်နိုင်တယ်ကျွန်တော်တခါတည်း include ဗီဒီယိုထည့်မှာပဲတမစ်ပုံတခါလေးလုပ်ပြီးထည့်လိုက်ရဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီဥစ္စာနည်းနည်း expand ဆွဲလိုက်ပါမယ်ပြီးတော့ခဲ့ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီအောက်မှာဆိုရင်ကျွန်တော်ဒီ background တစ်ခုခုကျွန်တော်ထည့်လိုက်ပါမယ်ဒီ background ဘာကြောင့်ထည့်ရတဲ့အကြောင်းရင်းနဲ့ကျွန်တော်တခါလေးပြောပြရှင်းပြပေးပါမယ်နော် အစအဆုံးဆွဲလိုက်မယ်ပြီးလို့ရှိရင်တော့ဒီအောက်မှာကျွန်တော် scaling recording လောက်ထားဥစ္စာကျွန်တော်တစ်ချက်ထည့်မဲ့အတွက်ကျွန်တော်ကျွန်တော်ဒီဥစ္စာတစ်ချက်နှိပ်လိုက်မယ်ဆိုရင်ဒီမှာအခုကျွန်တော် scaling recording လောက်ထားဒီမှာပေါ်လာခဲ့ပြီဆိုတော့ဒီဥစ္စာကျွန်တော်ကန်ပြီးမှဒီဖက်ယူလာမှာအောက်ကနေဆွဲပြီးထည့်လိုက်ပါမယ်ဒီမှာကျတော့အတန်ပါနေအတွက်ကြောင့်ဒီအတန်ဖြောက်ဖို့ဆိုရင် right click တစ်ချက်ထားပြီးမှ silent audio ကျွန်တော်တစ်ချက်နှိပ်ပြီးတော့ဒီမှာအလုံးပြတ်သွားခဲ့ပြီးအတွက်ကြောင့် တစ်ချက်ကျွန်တော်ဖျက်ပြီးမှကျွန်တော်လိုလောက်ပဲကျွန်တော်ထည့်လိုက်မယ်ကျွန်တော်ဗီဒီယိုကကျွန်တော်တို့ဗီဒီယိုက9မိနစ်ရှိရစေ secretary recording လုပ်ပြီးမှလောက်ပြီးမှ9မိနစ်စာထည့်ရပါမယ်ဒီတစ်ခါလောက်ပြီးသား screen recording နောက်တစ်ချိန်ပြန်3ပိုင်ခွင့်မရှိပါဘူးနောက်တစ်ချိန်ပြန်ဗီဒီယို edit လုပ်တော့စေနောက်တစ်ခေါက်ပြန်ပြီးမှ screen recording ဖန်ပြီးထည့်ပါခင်ဗျာနော်ဒီ software မှာကျတော့အားလုံးလုပ်လို့ရပါတယ်ဗီဒီယို ဗီဒီယို recording လုပ်လို့ရတယ် voice recording လုပ်လို့ရတယ် video editing အမျိုးမျိုးလုပ်ဆောင်သွားလို့ရပါတယ် computer က100% looking ပါတယ်ခင်ဗျာနော်အများကြီးလုပ်ဆောင်မလို့ပါဘူးကျွန်တော်အခုပြတဲ့အတိုင်းအနေချင်းနဲ့လုပ်ဆောင်သွားရင်ရပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ video ရဲ့အနားလေးနည်းနည်းလုံးပြီးသွားမယ့်အတွက်ကြောင့်ဒီ user နည်းနည်းလေးဒီ user ကျွန်တော်ဘယ် user ကျွန်တော်တစ်ချက်ပြမယ်ဒီ user ကျွန်တော်ဆွဲပြီးထည့်ထားတဲ့ဒီမှာ video မှာပြတယ်ဒီ down ၄ down လို့ကျွန်တော်ဝိုင်းဝိုင်းလုပ်ထည့်မယ်တပေါ်တရားအနေနဲ့ဒီလိုလေးပေါ့နော် အဲကြောင့်ကျွန်တော်အဆင်ပြေအောင်လောက်ပဲကျွန်တော်ထည့်မယ်ပြီးလို့ရှိရင်ဒီမှာ two page ရဲ့ logo တွေပါတယ်ကျွန်တော်အဲ့ဒီ page logo ဖျောက်ဖို့ဆိုလို့ရှိရင်အလွယ်တကူကျွန်တော်အခုနတမင်ပုံဒီအပေါ်ဆုံးမှာထည့်လိုက်ပါမယ်ပြီးရင်ဆွဲဆန်းလိုက်မယ်ပြီးရင်ကျွန်တော်ဒီဥစားလေးကင်ပြီးမှအပေါ်နာတွန်းပြီးထည့်မှာကျွန်တော်ဒီ down ကောင်မှကိုလိုလိုမျိုး adjust လုပ်ပြီးတွားလိုက်ပါမယ် ဒီလောက်အားလုံးပြီးတော့ခဲ့ပြီဆိုရင်တော့ကျွန်တော်ဒီဗီဒီယို export ထုတ်လို့ရတယ်ဒါမှမဟုတ်ရင်ကျွန်တော်ဒီဗီဒီယိုမှာ like and share လုပ်ပြီးပါဘာညာတရကထည့်ချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ပြန်ထည့်တော့ရတယ်အဲ့အတွက်ကျွန်တော်နမူနာအနေနဲ့ကျွန်တော်တစ်ခုကျွန်တော်ထည့်ပေးတော့ပါမယ်အဲ့တော့ဒီဥစ္စာတစ်ချက်ထည့်မယ်။စာရေးပြီးထည့်တော့လေရတယ်နော်ကျွန်တော်ဒီမှာဆို test ဆိုရှိရကျွန်တော်ဒီမှာဆိုကိုကြိုက်လိမျိုးစာရေးပြီးထည့်လို့ရတယ်များတယ်ပါအားလုံးထည့်လို့ရတယ်ဒါပေမဲ့ကျွန်တော်အလွယ်တကူဖြစ်အောင်ကျွန်တော်ရေးပြီးမှ save လုပ်ထားတဲ့အတွက်ကြောင့်ဒီဥစ္စာလေးကျွန်တော်တစ်ချက်ထည့်မယ်။ ကိုထည့်ချင်တဲ့ဥစ္စာဗီဒီယိုမှာပြချင်တယ်ဆိုရင်ကျွန်တော်ဒီအပေါ်အပေါ်မှာထည့်ပြီးတော့ပါပြီးလို့ရှိရင်ကျွန်တော်ဒီဥစ္စာလေးကိုဒီအောက်မှာထည့်ပြီးမှနည်းနည်းလေးဆွဲချက်လိုက်ပါမယ်။ Okay. ကျွန်တော်ဒီမှာတစ်ချက်ကျွန်တော်ရှင်းပြပေးမှာနော်ကျွန်တော် copy ဗီဒီယိုနံပါတ်3နေရာမှာထည့်တယ်နံပါတ်2မှာကျတော့ကျွန်တော်ဒီ background cover တစ်ခုထည့်တယ်ဒီ background cover ကျတော့ကျွန်တော် pixel.com မှာ download ဆိုလဲရတယ်ဒါမှမဟုတ်ကိုကိုတိုင်လုတ်ပြီးမထည့်လဲရပါတယ်အောက်ဆုံးမှာကျတော့ original video scanning recording လုတ်ပြီးမှ original video ကျွန်တော်အောက်မှာထည့်လိုက်တယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအပေါ်မှာဆိုလို့ရှိရင်ကျွန်တော်ဒီ thumbnail ပုံထည့်လိုက်တယ်အပေါ်ဆုံးမှာဆိုရင်ကိုထည့်ချင်တဲ့ဒီစာသားဘာညာအားလုံးထည့်တော့ရတယ် ဒီလောက်လို့လို့ပြီးတော့ခင်ဗျကျွန်တော် export ထုတ်တော့ရတယ် export ထုတ်ဖို့ဆိုရင်ကျွန်တော်ဒီ video page မှာတင်တဲ့ကမ္ဘာဘယ်စာသားနဲ့တင်ချင်လဲအဲ့ဒီစာသားကိုလည်းကျွန်တော်တခါတည်းသူ page ကနေတခါတည်း copy ကူပြီးမှထည့်သွားမယ်ဒီစာသားကိုလည်း copy copy လိုက် looking อ่ะဘယ်လိုတင်သွားရမှာဆိုပြီးကျွန်တော်အားလုံးပြောပြပေးမယ် export ထုတ်ဖို့ဆိုရင်ဒီနေ့တစ်ချက်သွားမယ်ပြီးရင်ဒီ user တစ်ချက်နေပြီးမှကျွန်တော်ဒီမှာဆိုရင်ဘယ်မှာ save လုပ်မလဲပေါ့နော်ကျွန်တော်တော့ဒီမှာ save လုပ်မယ်အတွက်ကြောင့်မို့ select floor လုပ်ပြီးမှ export ထုတ်လိုက်ပါမယ်ခင်ဗျာနော် ဒါကြောင့်ကျွန်တော် jump jump VPN စင်ကာပူထားပြီးတုံးပါတယ်ကျွန်တော်ဒီ money on high page လေးတွေရှိတဲ့အတွက်ကြောင့်ပေါ့ကောနော်ကျွန်တော် jump jump VPN premium ဝယ်ဝယ်ပြီးတုံးတယ်ကျွန်တော်ဒီနေရာမှာဆိုရင်အခြားအခြားသောဥစ္စာလည်းကျွန်တော်ယူပြီးတော့လေးရထိုင်းနိုင်ငံ location ပိုင်းကအားလုံးထည့်တော့ရပါတယ်ဒီဥစ္စာ export ထုတ်လို့ပြီးသားခဲ့ပြီဆိုရင်ကျွန်တော် page မှာတင်တော့ပါမယ်အဲ့အတွက်ကျွန်တော် video တင်ဖို့အစင်သက်ကျွန်တော်တခုဖွင့်လိုက်ပါမယ်တက်ပေါ့နော်ကျွန်တော်တင်ချင်တဲ့ page အတွက်ကျွန်တော် select လုပ်ပြီးတော့တယ် business switch ကနေကျွန်တော်တစ်ချက်တော့ တင်ပါမယ်ခင်ဗျာနော် business suite ကတစ်ချက်လာမယ်ကျွန်တော်ဒီမှာဆိုရင်ဒီကနေ့ကျွန်တော် money ပညာ short တဲ့အပိုင်းပညာအားလုံးတော့လေးရတယ်အဲ့အတွက်ကျွန်တော်ဒီကနေ့ video တင်မယ်အဲ့အတွက်ကြောင့်မို့ဒီ user create post ဆိုတစ်ချက်နှိပ်လိုက်ပါမယ်ကျွန်တော်ဒီမှာ video တင်ဖို့ဆိုရင်ကျွန်တော် video ဒီမှာသွားနေလို့ရှိသေးတယ်ကျွန်တော်ခဏဆောင်ရမယ်10မိနစ်နဲ့73စက္ကန့်ဆောင်ရမယ်ပြီးမှတိုင်ကျွန်တော်ဒီမှာ video ထည့်ပြီးသွားရမယ်အခုနောက် copy ကူးလာတဲ့ စာလာကိုလည်းဘလူးကော်ပီလုကင်းသွားမယ်ဆိုအားလုံးကျွန်တော်ပြောပြပေးမယ်နော်ဒီဗီဒီယိုအတိုင်း step by step လို့ဆောင်တော့ပဲ100%အောင်မြင်သွားပါမယ်ခင်ဗျာနော်ချိန်တဲ့ဗီဒီယို download ဆက်ပြီး copy လုကင်းအောင် edit လုပ်ပြီးတော့လေရတယ်ဒါပေမဲ့တခုရှိရတချင်းပါတဲ့ဗီဒီယိုကို download ဆက်ပြီး edit လုပ်တော့လို့မရပါဘူးတချင်းမပါတဲ့ဗီဒီယိုစကားပြောတဲ့ဥစ္စာ review ဥစ္စာပြီးလို့ရှိရင်ဒီအခြားအကြောင်းအရာနဲ့ပတ်သက်ပြီးရှင်းပြတဲ့ဗီဒီယိုလေးတွေ entertainment ဗီဒီယိုလေးတွေ download ဆက်ပြီးတင်တော့လေရတယ်ဒါပေမဲ့တချင်းပါတဲ့ဗီဒီယို edit လုပ်ပြီးတော့မယ်ဆိုအရန်ကိုခက်ခဲပါတယ် copy ထိဖို့များတယ်ပေါ့နော်အဲကြောင့် copy ဒီ ီတချင်းမှာပါတဲ့ဗီဒီယိုလေးကို edit တော်လို့ရပါတယ်ခင်ဗျာနော်ကျွန်တော်ဒီမှာဗီဒီယို export လုပ်လို့ပြီးခံပြီပဲအားလုံးပြီးတော့ခဲ့ပြီဆိုရင်ဒီဥစ္စာတစ်ချက်ပိတ်ပြီးမှကျွန်တော်ဒီဥစ္စာ add flow တစ်ချက်နေမှာဒါတစ်ချက်နေမှာကျွန်တော်အခုနလောက်တဲ့ဗီဒီယိုဒီဗီဒီယိုဖြစ်ပါတယ်အတွက်ဒီဥစ္စာကျွန်တော်တစ်ချက် select လုပ်မယ်ပြန် open တစ်ချက်နေပြီးတော်လိုက်ပါမယ်ဒီမှာဒီဥစ္စာ100%ပြည့်အောင်ဆောင်းလိုက်ပါခင်ဗျာနော်100%ပြည့်အောင်ဆောင်းပြီးမှအခြားဥစ္စာလုံးဆောင်းသွားပါ Okay ကျွန်တော်ဆို100%ပြည့်တော့ခဲ့ပြီဆိုကျွန်တော်ဒီမှာအရေးကြီးတဲ့အပိုင်းရှိရဲ add language ဆိုရှိရပါတော့ဒီ language မှာကျွန်တော်တို့က ထိုင်းနိုင်ငံရွေးပြီးတောင်းမစင်ပို့ပြီးအဆင်ပြေတယ်မြန်မာ language ကိုသူက monetization မရဘူးပေါ့နော်ဒါပေမဲ့တချို့ delivery page တွေရတယ်တချို့ delivery page ကလည်းမရတဲ့အတွက်ကြောင့်မို့ထိုင်းကိုရွေးပြီးတော့ပါပြီးတော့ကျွန်တော်ဒီအောက်မှာအခုနက copy ကုလစာသား page လုပ်ထည့်မယ်ပြီးလို့ရှိရင်ဒီစာသားကို edit လုပ်ဖို့ဆိုကျွန်တော်ဒီနာမှာဒီလို space လေးချထားလိုက်ပါပြီးကျွန်တော်ဒီနေရာမှာ asset 30လေးချပါအဲ့ပုံစံအတိုင်းသွားပါနော် okay ကျွန်တော်ဒီပုံစံအတိုင်းလုပ်လို့ပြီးတော့ခဲ့ပြီဆိုရင်တော့ဒီအပေါ်ဆုံးစာသားလေးကိုကျွန်တော်တစ်ချက်ပြန်ဒီနာထီ copy ကူးပြီးမှာ အပေါ်မှာ title ဆိုတဲ့နေ့မှာကျွန်တော်တစ်ချက်ထည့်လိုက်မယ်ထည့်လိုက်ပြီးတော့ခဲ့ပြီးဆိုရင်ကျွန်တော်ဒီမှာ Tamil ပုံပေါ့နော်ကျွန်တော်ဒီကနေ့ upload Tamil ပုံထည့်ပြီးတော့မယ်အခုနောက် second show ဆိုရင်ကျွန်တော်အဲ့ Tamil ပုံကတစင် copy လာဖို့နိုင်တဲ့အတွက်ကြောင့်မို့ကျွန်တော်အခုနောက်ဒီ video မှာပဲ include ထည့်ထားတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီ file ရွှေ့ပြီးသွားမယ် ောက်ဆုံးချွေးပြီးတော့ကျွန်တော်ဒီမှာဆိုတမင်းပုံအော်တိုမက်တစ်ပါပြီးတော့ဖြစ်တယ်ကျွန်တော်တို့ဒီတော့တစ်ချက်ဆက်လက်လုပ်ပြီးမှပြီးလို့ရှိရင်ကျွန်တော်ဒီမှာ next တစ်ချက်နေပြီးသွားမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီနေ့တစ်ချက်ကြည့်မယ်ဒါကြောင့်ကျွန်တော်တချင်းပါနဲ့ထည့်ချင်လာပါတော့ဒီတချင်းထည့်မယ်ဆိုရင်လည်းဒီတချင်းရဲ့ Facebook နဲ့ license တက်တန်းကုန်တော့ခဲ့တဲ့ချက်မှာ copyright ထိဖို့နိုင်တဲ့အကြောင်းဘာတချင်းမှမထည့်ပဲနဲ့နောက်တစ်ချက်ပြန် next နေပြီးသွားမယ် ကျွန်တော်ဒီနေရာမှာဆိုလို့ရှိရင်တော့ဒီ CC ဆိုတဲ့ဥစ္စာ off လုပ်ပြီးတွားလိုက်ပါခင်ဗျာနော်ကျန်တဲ့အပိုင်းဘာမှဘာမှလုပ်စရာမလိုအကယ်လို့ကျွန်တော်ဗီဒီယိုက schedule လုပ်ပြီးတင်ချင်တဲ့အချိန်နဲ့တင်ချင်တယ်ဆိုဒီကနေ့တင်လို့ရတယ်ဒါပေမဲ့ကျွန်တော်အခုတင်မယ့်အတွက်ကြောင့်ကိုကျွန်တော်တင်ပြပေးတဲ့အတွက်ကြောင့်ကို share ပဲကျွန်တော်တစ်ချက်နေပြီးတွားမယ်ပြီးလို့ရှိရင်ကျွန်တော်တစ်ချက် okay နေပြီးတွားမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ short video လုပ်မလားဆိုမလုပ်တော့ဘူးပေါ့နော်ကျွန်တော် maybe later ကျွန်တော်တစ်ချက်နေပြီးတွားလိုက်မယ် ဒီပုံစံအတိုင်းလုပ်ပြီးမှကျွန်တော် page မှာတင်ပြီးသွားမယ်ဆိုရင်တော့100% 100%အဆင်ပြေပါတယ်။ဘာ complaint ဘာ issue မှလည်းမလို့အားလုံး okay ဖြစ်ပါတယ်ခင်ဗျာနော်။ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီပုံစံအတိုင်းလုပ်ပြီးမှ video လေးတွေတင်ထားတာ page မှာအများကြီးရှိပါတယ်။ကျွန်တော်ဆိုရင်ဒီပုံစံအတိုင်းလုပ်ပြီးမှ money အောင်ပြီးမှ patient ရတဲ့ page လည်းရှိလို့ဒီတချို့ page လည်း money ရခံနေပြီးဒီ content marketing အတွက် set up ဖြစ်တော့ဖြစ်ပြီးဆိုရင်ရောင်းပြီးတဲ့ page လည်းတော်တော်များများရှိပါတယ်ခင်ဗျာနော်။အခုတော့ကျွန်တော်ဒီ page မှာတင်တော့မဟုတ်ဒီ page မှာကျွန်တော်က ဒီညနေမှတင်မယ်အခုတင်တဲ့ page ကဘယ် page လဲကျွန်တော်ဒီ page မှတင်တာဖြစ်ပါတယ်ဒီ page မှတင်တာဖြစ်တဲ့အတွက်ကျွန်တော်အခုနောကျွန်တော်တင်တဲ့ video ဒီမှာပေါ့နော် just now ဆိုရှိရကျွန်တော်အခုနတင်တဲ့ video ဒီ video ဖြစ်တယ်ဒီ video မှာကျွန်တော်ဒီမှာ tamil ပုံနဲ့ automatic ပါပုံဒီ tamil ပုံကျွန်တော်တစ်ချက်ပြပြီးအခုနကျွန်တော် download ဆွဲနေတာတစ်ချက်တော့မယ်သူကလေဒီ tamil ပုံမထည့်တာဒီစာသားပဲထည့်တာပဲကျွန်တော်လည်း အဲ့ဒီတမင်နဲ့အဲ့ဒီစာသားတွေထိုင်တိုင်းမှာစာသားမှာ energy နဲ့ကွဲပြားသွားခဲ့တယ်ကျွန်တော်ဒီ corporate corporate looking အောင်ဆိုပြီးစပစ်လေးချပြီးမှကျွန်တော် dot ပါညာခင်ပြီးတွက်လိုက်တယ်ဆိုတာ100% corporate ကနေ looking ပါတယ်ခင်ဗျာနော်ကျွန်တော်အရှိပီဒီမှာတက်ပုံနဲ့ပတ်သက်ပြီးမှလည်း corporate looking အောင် edit လုပ်ဖို့လုပ်နေပတ်သက်ပြီးမှလည်းအားလုံးကျွန်တော်ပြောပြပေးထားတယ်ဘာ corporate ဘာ issue မှမလို့ဒီ process အတိုင်းလုပ်ပြီးတင်ပြီးမှ issue in desk နဲ့ content moderation ကနေဝင်ဝင်မြောက်များစွာရှာတော့ရပါတယ်အကယ်လို့ reels video လုပ်ချင်တဲ့ဒီ process အတိုင်းလုပ်တော့လည်းရတယ်တကယ်လို့ video နဲ့လုပ်ပြပေးပါစင်တယ်နော် အခုဗီဒီယိုမှာကျွန်တော်လုတ်ပြပေးမယ်အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ